မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်တအားမျိုးသားလူမျိုးရေးတက်မတော် TNL ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲနယ်တီဘောမျိုးတွေကပြည်သူတွေအနေနဲ့ပြည်လဲထူထောင်ရေးအတွက်ပဲပူပန်နေကြပြီးမကြခင်မှာဆေးအဆုကကျင်းပမဲ့ရွေးကောက်ပွဲပေါ်စိတ်ဝင်စားမှုမရှိကြဘူးလို့ဆိုပါတယ်မြတ်သစင်ပေးပို့ထားပါတယ်ရှင် ကိုင်းတိုင်းပုတလယ်မြို့နယ်ထတော်ညောင်ကုန်းရွာကိုစစ်ကောင်စီတပ်ကအော်တိုဘားလာ22ရက်နေ့ည10:00နာရီကျော်မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ဒေသခံတယောက်ကြီးစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မုံရမျိုးအခြေဆိုင်အနာမြောက်တိုင်းစစ်ဌာနချုပ်နာမခါတက်အတွင်းကနေတိုက်ပွဲဖြစ်ပွားတာမရှိဘဲကထိန်ပွဲလှုပ်ဖို့ပြင်ဆင်ချက်ပြုတ်နေတဲ့အချိန်လက်နက်ကြီးနဲ့6ကြိမ်ပြက်ခတ်ခဲ့တာဖြစ်ပြီးအသက်23နှစ်အရွယ်အမျိုးသားတစ်ယောက်လက်ဘင်းနဲ့လက်မောင်းကိုထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျာ။ ထထောင်းညောင်ကုန်းရွာဟာစစ်တပ်အထိုင်ချနေထိုင်တဲ့နာမခါနဲ့သုံးမိုင်ပဲဝေးပြီးထိခိုက်ဒဏ်ရာရှိသူကအသက်အန္တရာယ်အတွက်မစိုးရိမ်ရဘူးလို့ဒေသခံကပြောပါရယ်စစ်ကောင်စီတပ်ဟာဒီကနေ့အော်တိုဝါလာ23ရက်နေ့မနက်ပိုင်းမှာနာမခါတပ်အတွင်းကနေထထောင်းညောင်ကုန်းရွာဘက်ကိုစစ်ကြောင်းထိုးလာပြီးဦးတော်ဘုံကန်ရွာကိုရောက်ရှိကတပ်ပြန်ဆုတ်သွားတယ်လို့ဆိုပါရယ်ထထောင်းညောင်ကုန်းရွာဟာရွာချင်းဆက်နေတဲ့ရွာတန်းရှိဖြစ်တယ်လို့အင်ဂျင်နီယာ60ကျော်ရှိတယ်လို့လည်းသိရပါပါတယ်ရှင်။ အော်တိုဘာလ23ရက်နေ့ဒီကနေ့မှာကျင်းပနေတဲ့150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံ IPU ရဲ့အမှုဆောင်ကောင်စီအစည်းအဝေးကပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုအဓိကဆွေးနွေးပတ်မိဖက်အဖြစ်ဆက်ပြီးအတိအမှတ်ပြုကြောင်းဆုံးဖြတ်လိုက်တယ်လို့ CRPH ကထုတ်ပြန်ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာအကြံဖက်စရုပ်စုကအတူရောင်ရွှေကောက်ပွဲကျင်းပဖို့ကြေညာထားတဲ့အချိန်မှာဆက်လက်အတည်ပြုခဲ့တာဖြစ်ပြီး CRPH အနေနဲ့ IPU အစည်းအဝေးတွေကိုမြန်မာကိုစားပြုပြီးဆက်လက်တက်ရောက်သွားမယ်လို့ CRPH ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ မြမအရေးဖြည့်ရှင်းမှုမှာနိုင်ငံတကာအတိုက်ဝန်းရဲ့အခမ်းကဏ္ဍဟာအရေးပါတယ်လို့ပဲမြမနိုင်ငံမှာဖြစ်နေတဲ့ပြည်ပခတွေကိုလက်တွေ့ကြပြီးရေရှည်တည်တံ့တဲ့ဖြည့်ရှင်းမှုနဲ့ပံ့ပိုးကူညီပေးဖို့နဲ့စစ်မှန်တဲ့လွတ်လပ်မှုလုံခြုံမှုနဲ့ Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကိုပြည်သူလူထုကပြတ်သားခိုင်မာစွာတောင်းဆိုကြိုးပမ်းနေတာကိုကမ္ဘာတဝန်းကသိမြင်ပြီးထိရောက်တဲ့အကူအညီတွေရအောင်ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း CRPH ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ အာဆီယံစည်းဝေးမှာအာနာရှင်တော်လိုင်းရေးအတွက်မြေပြင်မှာဆောင်ရွက်နေတဲ့တော်လိုင်းအင်အားစုတွေတွားရောက်ဆွေးနွေးဖို့အစီအစဉ်ထားတယ်လို့ KNPP အတွင်းရေးမှူးကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားတာပါရှင်မလေးရှားနိုင်ငံမှာကျင်းပမဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုဆီယနာရှင်တော်လိုင်းရေးအတွက်ဆောင်ရွက်နေကြတဲ့တော်လိုင်းအင်အားစုတွေတွားရောက်ဆွေးနွေးကြဖို့အစီအစဉ်ထားတယ်လို့ကရင်ပြည်မျိုးသားဒုတိယပါတီ KNPP ထွေထွေအတွင်းရေးမှူးဦးအောင်စွမ်းမြင့်ကဒီဝီပီသတင်းထံကိုပြောပါတယ် ဲ့ဒီအစည်းအဝေးကိုအာဆီယံနိုင်ငံတွေကခေါင်းဆောင်နေအပြင်အမေရိကန်၊ကနေဒါ၊အိန္ဒိယစတဲ့နိုင်ငံတွေကခေါင်းဆောင်တွေလည်းတက်ရောက်ကြမှာဖြစ်တာကြောင့်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုဆွေးနွေးနိုင်မှုအတွက်အာနာရှင်တော်လန်ကြီးကိုမြေပြင်မှာထဲထဲဝင်ဝင် ဆောင်ရွက်နေကြတဲ့အစိုးရအဖွဲ့တွေကတွားရောက်ဆွေးနွေးတာကပိုပြီးတင့်တော်တယ်လို့လည်းဆိုပါတယ်။ဒေါ်လာစေကတော့ကျွန်တော်တို့၄ချိန်မြောက်တော့ကျွန်တော်လုတ်ပြီးပြီပေါ့နော်။ဒါပေမဲ့လည်းကျွန်တော်တို့တိကျတဲ့ဥစားပေါ်ရလာ ကမထွက်သေးပေမဲ့လေကျွန်တော်ချင်းချင်းကြားထဲမှာပုံပြီးတော့မှယုံကြည်မှုနားလည်မှုတွေကပုံပြီးမှရရှိရခဲ့တယ်လို့ကျွန်တော်အဲ့လိုနားလည်ပါတယ်နော်တကယ်တကယ်ရှင်ဝင်နေတဲ့ရန်လူအမီတဲ့ဒေတာတွေကစစ်ပွဲချင်းနေတဲ့ဒေတာတွေဖြစ်တယ်နောက်လူတူတွေကရှစ်ဆောင်မျိုးဘဝနဲ့နေရတာကကျွန်တော်တို့ရဲ့ဒေါ်လာကြီးဒေတာထိကျုပ်ထားတဲ့နေမျိုးမှာဖြစ်တယ်ပေါ့နော်အဲ့ဒါတို့နိုင်ငံတကာကနေမှာတီးဖို့လိုတယ်ပေါ့နော်အားရလေးပါပဲ မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်းအာဆီယံအစည်းအဝေးတွေကိုနိုင်ငံပေါင်း၄နိုင်ငံကလက်ခံကျင်းပခဲ့ပြီးဖြစ်ပေမဲ့လက်ရှိအချိန်ထိအဲ့ဒီအစည်းအဝေးကနေအာဏာသိမ်းစစ်တပ်အပေါ်ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမျိုးတွေကိုမလုံဆောင်နိုင်ခဲ့ပေမဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုချမှတ်ပြီးလက်ရှိအချိန်ထိအာဆီယံအနေနဲ့အဲ့ဒီသဘောတူညီချက်ကိုဆက်လက်ကင်ဆယ်ထားခြင်းဖြစ်ပါတယ်။ ာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုအနာသိန်းစစ်တပ်ကလိုက်နာဆောင်ရွက်မှုမရှိပေမဲ့လက်ရှိအာဆီယံလှည့်ကြဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့မလေးရှားနိုင်ငံရဲ့လက်ထက်မှာတော့တော်လိုင်းအင်အားစုတွေပါတဲ့တီးခြားသွေးဆုံမှုမျိုးတွေကိုတောင်လှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်အော်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့ထိမလေးရှားနိုင်ငံမှာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာအာနာရှင်တော်လှန်ရေးအတွက် ကောင်းမွန်တဲ့ဆုံးဖြတ်မှုမျိုးတွေကိုအာဆီယံခေါင်းဆောင်တွေကချမှတ်နိုင်ဖို့တော်လိုင်းအင်အားစုတွေဘက်ကမျှော်လင့်ထားတာပါအာဆီယံအထက်ကျဥက္ကဋ္ဌတောင်းယူခဲ့တဲ့နိုင်ငံမှာအခုလိုကျွန်တော်တို့တော်လိုင်းအင်အားစုတွေကိုနိုင်ငံရေး platform ဖန်တီးပေးတာမရှိခဲ့ဘူးလေမလေးရှားလက်ထက်မှာတော့တော်လိုင်းအင်အားစုနိုင်ငံအင်အားစုတွေကိုသူက state holder engagement meeting ဆိုပြီးတော့မှလုပ်ပေးတာအခု၃ချိန်ရှိသွားတယ်အဲ့တော့ state holder engagement meeting နဲ့ လုပ်တဲ့အတွက်ကျွန်တော်တို့ကဒီသဘောထားတွေပေါ့နော်ဒါတွေသူတို့ရယူနိုင်တယ်ဒီအာဆီယံကိုမျှော်လင့်ချက်အနေနဲ့ကတော့ကျွန်တော်လည်းအများကြီးမျှော်လင့်ထားတာမဟုတ်ဘူးသို့သောအာဆီယံကလက်ရှိအခြေအနေမှာဘဝဒီအရေးနဲ့ပတ်သက်ရင်အရင်လိုနေတုံနေတုံနဲ့ပေါ့ဗျာဟိုအလုံးမဖြစ်တဲ့ပုံစံတစ်ခုထိုက်တဲ့နဲ့လုတ်ဖြစ်မှုတော့သူတို့ချိုးကန်းဆောင်ရမယ်ဆိုတော့ဒါကျွန်တော်တွေ့ရနောက်တစ်ပတ်ထဲမှာကျင်းပမယ့်အာဆီယံစည်းဝေးကိုမြန်မာနိုင်ငံကိုစားပြုအနေနဲ့ ာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်မယ်ဆိုပြီးမလေးရှားနိုင်ငံအခြေဆိုင်သတင်းဌာနတချို့ကဖော်ပြခဲ့ကြပေမဲ့တိတ်မကြခင်အချိန်ပိုင်းအတွင်းမှာပဲအဲ့ဒီသတင်းကိုပြန်လည်ဖြုတ်ချခဲ့ကြပါတယ် အာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ချက်ကို အာနာသိန်းစစ်ခေါင်းဆောင်ကမလိုက်နာခဲ့တာကြောင့်2023ခုနှစ်အောက်တိုဘာလထဲမှာကျင်းပခဲ့တဲ့အာဆီယံခေါင်းဆောင်များနဲ့ဝင်ကြီးအဆင့်အစည်းအဝေးတွေကိုတက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရပြီးနိုင်ငံရေးအဆင့်မဟုတ်တဲ့ကိုယ်စားလှယ်တွေကိုသာတက်ရောက်ခွင့်ပြုခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းလောင်နိုင်ငံကဥက္ကဋ္ဌအပြင်ဆောင်ရွက်ခဲ့တဲ့အစည်းအဝေးတွေမှာတော့အာနာသိန်းစစ်ကောင်စီဘက်က နိုင်ငံသားရေးဝန်ကြီးဌာနကအကြီးအကဲအရာရှိဒေါ်မာလာတန်းထိုင်နဲ့အမြဲတမ်းအသွင်းဝင်ဥအောင်ကျော်မိုးတို့ကမြန်မာနိုင်ငံကိုစားပြုအနေနဲ့အစည်းအဝေးတွေကိုတက်ရောက်ခဲ့ပါတယ်။အခုမလေးရှားနိုင်ငံမှာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာတော့အနာသိန်းစစ်ကောင်စီဘက်ကဘသူကိုစစ်လှုပ်မလဲဆိုတာကိုတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ကျွန်တော်အောင်သူပါခင်ဗျာ။ TVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတော်ငူခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။